ါရှင်ဘိုးရဲ့အိမ်လေးကိုမိတ်ဆက်ပေးကြပါရယ်ဘိုးရဲ့အိမ်ခန်းလေးရယ်အက်ခန်းလေးရယ်နောက်ပြီးစတူဒီယိုလည်းမိတ်ဆက်ပေးကြပါရယ်အဲတကယ်လို့ဘိုးတို့အိမ်ကိုဒီစတူဒီယိုကန်းကိုစပြီးလာမယ်ဆိုလို့ရှင်ပထမဆုံးတွေ့ရမယ့်အခန်းလေးကိုအရင်ဆုံးမိတ်ဆက်ပေးကြပါမယ်နော်လာလိုက်ခဲ့ဒီခန်းလေးပါဒီခန်းလေးကတော့အာပူပူကပေါ့နော်ဒီဒါကတော့ waiting room ပေါ့ပြောမယ်ဆိုတော့ studio recording မလုပ်ခင်မှာဒီခန်းမှာခဏဆောင်းလို့ရတယ်နောက်ပြီးတော့ဒီဘက်မှာ အဲ့ဒီမှာမုတ်လေးပါလေးစားလို့လည်းရတယ်။အာဒီဒီနေရာပြင်တချင်းတွေပါတယ်အဂစ်တာတီးပြီးတော့ arrangement လုပ်လို့ရပါတော့။အဲပြီးတော့ဒီဒီမှန်မှန်အပြင်ဘက်ကနေပြီးတော့တပင်လေးတွေလို့မြင်နေရဆင်းနေသူလို့ရှိရပါတော့။ကိုကိုရန်လည်းသဘောကျတယ်။နောက်ပြီးတော့ဟိုလာပြီးတော့ဒီဟိုနော်တချင်းလာလို့တဲ့ဧည့်သည်တွေလည်းစိတ်ချမ်းသာအောင်ဆိုရထားတာပါတော့။အယောင်လေးကတော့ကိုလိုချင်တဲ့အယောင်လေးတွေပဲ။ဥမာအစိမ်းနဲ့အဝါနဲ့ကလိုက်တယ်လေ။ တချို့ကတော့လည်းအဲ့လိုဟဲတဲ့အစိမ်းရပါတော့အဲ့လိုတောင်းတမတက်ကြဘူးဘာနေပါမလို့တက်တာလေအဲငါကြိုက်လို့လို့အစိမ်းရဲ့ဒီအွာဒီလိုမျိုးအရောင်ဆိုလည်းအွာအရန်ကြိုက်တယ်အဲ့နဲ့ဒီအခန်းကိုကျတော့ပြောမယ်ဆိုရင်တော့နည်းနည်းကာလာဆုံးဆက်ထားတာပေါ့အဲဒီကော်စောကအစားပါနော်အရောင်လေးတွေဒီမှာနည်းနည်းအဲဘယ်လိုမလဲအဆုံဖြစ်သွားအောင်ဒီမှာလွတ်ထားတယ် waiting room မှာတခြင်း arrangement တွေလုပ်လိုက်ရတယ်ပြီးသွားလို့ဖြစ်ရှင်တော့ဟို studio gain နဲ့ဆောက်ဝင်မယ်ဟုတ်ပြီနော်အော်ဒီမှာဒီခန်းမှာဆိုလို့ရှိရင်တော့စာရွက်ဖတ်လို့ရတယ်။အပိုစတူဒီယိုလာလို့ရှိရင်တချို့ဧည့်သည်တွေကြတော့တချင်းတွင်းတဲ့လူကတချင်းတွင်းတချင်းဒီစာအုပ်တွေပဲဖတ်လို့ရတဲ့အဖတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာစာအုပ်ဖတ်ပေါ့။ Okay ။စာအုပ်စင်လေးနဲ့ထားတာ voy a studio mix up ပေးပါမယ်။အဲ့တော့ဟိုဒီပန်းလေးတွေနဲ့ဒီဒီ decoration ကတော့ကိုယ့်ဘာသာကိုစဉ်းစားထားတာပေါ့။နောက်ပြီးတော့ကြောက်တုံးလေးကိုကြိုက်တယ်။နောက်ပြီးတော့စမားတော့လို့လို့ဆိုရှင်အဲ့ decoration လေးတွေကိုကိုကြည့်တယ်။ကြည့်ပြီးတော့အဲ့လိုစိမ့်လက်ဆိုပြီးအောင်ဆိုပြီးတော့ဒီလိုလေးလုပ်ထားတာပေါ့နော်။ ဒီမှာအပင်အပင်အပေါ်မှာအပင်ဖြစ်နိုင်ဘယ်တော့မှဒီဘက်တွေပဲအပင်ထည့်နေတာဒါပေမဲ့အပင်ထည့်ရင် budget ကအရင်များသွားမှာဆိုတော့အပင်မထည့်တော့ဘူးအဲ့လိုလို့တဲ့ဂျာလီကတော့ရှင်းရှင်းလေးပဲဆိုလှနေရပါတော့အာဂျာလီကတော့ဟိုထိုင်းသွားတော့ကတ်တဲ့ဟာလေးကြိုက်လို့ဆိုပြီးတော့ထားကတ်ထားမှန်ကြည့်လို့ရအောင်ဟုတ်ပြီညာဘိုးရဲ့အခန်း control room မှာဘုဘမှာ drum D ရဲ့တချင်းသွင်းနဲ့ vocal twin နဲ့ပေါ့အဲ့ဒါကိုဒီဘက်ကနေပြီး control room ကနေပြီးတော့အတန်ဖမ်းပေးရတာပြီးရင်ဒီဘက်မှာဆိုလို့ရှိရင်တချင်းတီးတယ်အာပေါ့နော်ဒီဟို the arrangement နေလည်းဒီမှာလည်းလုပ်တယ်ဟုတ်လားဒါကိုတော့လည်းကြည့်ရအောင်ဒီဘက်ကိုတချင်းနေဒီတချင်းနေအခွေပြန်လုပ်နေရမနေညာတော့ငါငါအိမ်မမတဲ့

ဒီလေကားထက်မှာဒီပန်းဒီမီးဆိုင်လေးတွေပေါ့မီးလုံးလေးတွေအဲ့ဒါလေးတွေကလည်းကိုယ့်ရဲ့စိတ်ကြိုက် idea ပေါ့နော်ကိုလုတ်ချင်တဲ့ idea လေးအတိုင်းလုပ်ထားတာလားထမင်းစားခန့်ပေါ့ထမင်းစားခန့်ကလည်းဒူဒူကြကြလေးလုပ်ထားရဲ့လုပ်ထားဆိုဥပမာဟိုတောင်းတောင်းထမင်းစားရဲ့ခန့်မှာဟို ဟိုဟိုမြန်မာလူမျိုးတွေကတော့မီးတွေပါရင်ထားရတာမျိုးမရှိဘူးလေအာဘွားကျတော့ idea တွေဒီ decoration တွေလိုက်ကြည့်ရောဒီ instagram တွေတို့တခြား decoration တွေကြည့်ရချိန်မှာထမင်းစားတဲ့နေရာမှာမီးလုံးတော်တော်များထားကြတယ်အဲ့ပေါ်မီးလုံးထားတာကြိုက်တယ်အဲ့ဒါဒီမီးလုံးကိုအာထားထားတာအဲ့ဒါကျတော့ထိုင်းသွားရင်းနဲ့အဲအဲ့ဒီ IKEA design လေးတွေတွေ့လို့ကြိုက်လို့မှတ်ထားပါဘောနော်ဒီခုံလေးဆိုလဲအဲ့လိုမျိုး IKEA ပဲဒီမှာဟာပါ အဲဒါလေးကတော့ချစ်စရာလေးပေပိုးအဲ့လိုမျိုးဟိုကော်ဖီတိတ်မလိုမျိုးဟာလေးကြိုက်တယ်အဲ့မှာမုတ်ကလေးတွေတင်ပြီးတော့မှစားတာမျိုးပေါ့နော်အဲ့လေးကြိုက်တယ်အဲဒီလက်ဆောင်ပေးထားတာလက်ဆောင်ရတာပေါ့နော်ဒါလေးဆိုလို့ရှင်ဒါထိုင်းတော်တော့ဝယ်ထားတာအဲ့လိုမျိုးဘောကနည်း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 ချင်းနေစုတယ်အဲ့ decoration လုပ်ရတဲ့ဟာလေးတွေရော accessory ထည့်ရအရင်ကြိုက်ဥပမာဒီခွက်လေးဆိုလို့ရှင်ပို grease ကဝယ်ထားတာ အဲ့တော့ပြီးရင်ဒါယွန်းခွက်လေးဆိုလဲကြိုက်တယ်ယွန်းခွက်ကတော့ပကံပေါ့နော်အဲ့လိုအဲ့လိုကိုကြိုက်တဲ့ဟာလေးနည်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 းချင်းဝယ်ပြီးတော့အဲ့လိုကိုဆုထားဆုပြီးတော့တကယ်အိမ်ကိုကိုအိမ်နဲ့အိမ်နဲ့ကြောက်ပြန်သုံးထားပါတော့နော်အမေဒီနေ့ကကိတ်မုတ်ထည့်ထားမှာဒီရုပ်ထည့်ထားဒီတခြင်းကဘို stay with အာမိနေပြီလားတခြင်းရိုက်တုံးကပုံလေးပေါ့နော်အဲ့ဒီပုံလေးကိုကြိုက်လို့ဆိုပြီးတော့ပကြီးဆရာကိုဆွဲခိုင်းတာအာကိုဘိုးနဲ့ခင်နဲ့အကိုတယောက်ပေါ့နော် ကို VBA ကိုဆွဲခိုင်းတာဆွဲပြီးတော့အဲ့ပုံကိုပဲပို့က masterpiece cover အနေနဲ့ပြန်ထုတ်ထားတာအခွေ cover အနေနဲ့လည်းပြန်ထုတ်ဖို့ရဲ CD ပေါ့နော်ရုပ်ကချစ်ပြန်လေးနော်မောဟနာနဲ့တူတယ်မောဟနာတိလားမောဟနာကတ်တုန်ကတည်းကအောင်ပါလေလေဟိုအဲ့ငယ်လေးတို့ပြလိုက်ပြီးမိတ်ဆက်ပြန်နော် ခန်းမှာတော့ဒီ green box တေးသေးလေးတွေပေါ့နော်အဲ့ဒါလေးကမြည်မညီတဲ့ site ကလေးတွေလုတ်ထားတာပေါ့နော်ဒါကတော့ချစ်စရာကောင်းတယ်အဲတခါကဒီအပင်အပြင်မှာကအပင်တကယ်အစ်စ်ကလေး site ထားရယ်ရေလောင်းလို့ရတာပေါ့နော်ရေလောင်းပေးရတယ်ဒါ green box လေးနဲ့ဆိုတော့ဘာပြောရောဟို ဒီနားမှာထိုင်ပြီးတော့ဘိုးဆိုရွှေရှင်ရွှေရှင်ကြည့်တယ်ရွှေရှင်ကြည့်နေတဲ့ဟိုဘက်ကိုလှည့်ကြည့်လိုက်ရွှေရှင်အပင်လေးတွေစင်းစင်းစုစုနင်းရတာပိုကြိုက်တယ်ပြီးတော့အပင်ဆိုက်ရလည်းရမ်းကြိုက်တော့အာအိမ်ထဲမှာအပင်နေထားဟာနားလေးတွေကတော့ဟို fan နေပေးဟာပေါ့ ဖန်နေပေးဟာလေးလက်ဆောင်ရဟာဟာလေးတော်တော်များလက်ဆောင်ရဟာဒလီတွေကတော့ဘိုးဝယ်ဟာချစ်လို့လေဟွက်ကလေးတွေကဟိုးရင်တော့ဘိုးချစ်လို့ဟွက်ကလေးဝယ်ဟာတယ်တော်တော်များလက်ဆောင်ရတဲ့ဟာလေးစုထားအာမမိုဟာနာမမိုဟာနာမမိုဟာနာအင်ကြီးလေအဲ့မိုဟာအင်ကြီးကိုဘိုးကချုပ်ထားတာလေမိုဟာနာရင်ကြိုက်တယ်ဒီစကတ်အတိုင်းလဲအဲ့လိုမျိုးတစ်စုံလုံးချုပ်ချုပ်ပြီးဝတ်ထားတယ်ဝတ်ဖူးတယ်မိုဟာနာရင်ကြိုက်လို့အဲ့မဲ့မိုဟာနာအသားနဲ့နဲ့ညူတော့ကိုမညူဆိုမတူဘူးဖြစ်နေအဖြူရောင်တော့ဘိုးကကြိုက်လို့အဖြူရောင်ဟိုးလောက်ထားတာ ဟိုဟာအဖြူရောင်ခရစ်တီပေါ့နော်အာအိမ်မှာဝတ်စားဆိုလို့ရှိရင်လည်းအိမ်မှာအများဆုံးအဖြူတွေကြီးပဲအာအိမ်ဆိုလည်းအဖြူရောင်ကိုတမင်သက်လုပ်ထားတာတအိမ်လုံးကိုအဖြူရဲနောက်တခြားကာလာလေးတွေတော့နည်းနည်းဆက်လာပေါ့ချို့ကြတော့လည်းခဲဘုတ်ရောင်လေးတွေခဲအဖြော့လေးတွေပေါ့နော်အာ light gray လေးတွေထားရတယ်ဒီဝေးရောနော်ဒီ kitchen room လေးကိုလိုက်ပြပြချင်ပါရဲ့ ဘွာအာညသာအဖြစ်အစားစာဆိုလို့ရှိရင်ဝတ်သားမဲ့သားမစားဘူးအမ်မ်ကြတားဆိုရင် CP ကြက်မစားဘူးနောက်ပြီးတော့ပစွန်နည်းနည်းစားရပေါ့နော်အာ script ပေါ့ဒီပီတီငါတော့ကြိုက်တယ်အာပီတီငါ okay မောကဲမောကဲမောကြိုက်တယ်အဖဲသားစားကြိုက်တယ်နောက်ပြီးတော့အာငါးနည်းနည်းစားတယ်ငါးဆိုတော့နည်းနည်းကြီးများတာပေါ့အဲ့လိုမျိုးအာအစားတော့ရင်ကြီးများတော့ပေါ့အတိရမများစားတယ်အတိရဆိုကြိုက် ီကတဲ့တိုင်မှာဘာမှမရှိပါဘူး။ဘာမှမထိုက်ထားဘူး။ ော့ Instagram မှာကြည့်ရများရပေါ့နော်အိမ် design တွေ decoration တွေ home and decoration တွေအာ bedroom design အစုံပေါ့နော်အဲ့လိုက်ကြည့်ပြီးတော့အာအဲ့လိုဟို decoration တွေ ဖန်တီးရပိုကြိုက်တိုက်တယ်ဗောနော်ကိုလိုချင်တဲ့ color တွေပါတွေတို့ပြီးကိုလိုချင်တဲ့ design တွေကိုသူများကိုဒီဆောက်ပေးတဲ့လူတွေလုခပေးရတာဗောအာဒီသမားတွေနည်းနည်းလို့ညှိပြီးလုရရဗောနော်ချိုးဟာလည်းအဆင်မပြေရရှိတယ်ဆင်မပြေလို့ရှိရင်လည်းပြန်လုရရဗောနော်ပြန်လုဆိုတော့လည်းဒီအဓိကတော့ကိုကိုလုပေးတဲ့လူတွေကစိတ်ရှိရှိလေးနဲ့လုပြီးတော့ တော်သေးရပါတော့အပေါ်ကလည်းကြီးများတယ်ကြီးများဆိုတော့ဥပမာအားလုံးဒီဇိုင်းတွေအကုန်လုံးကလုပ်ပြီးရအဖြူတွေပဲလုပ်ထားတဲ့ဟာကိုအနက်ရောင်တွေပြောင်းကြီးပြောင်းသေးတာ final decision ကိုလုံးဝမချနိုင်သေးတာကလာတွေရှောက်ကြည့်ရင်ကြည့်ရင်ဟိုယုံကြည့်လိုက်ဟိုကလာတယ်ဒီဟာကြည့်လိုက်တာနောက်ဆုံးမဟုတ်ဘူးငါတစ်ခုခုဆုံးဖြတ်မှရတာပဲဆိုတော့အဲ့ဒါပို့ပို့အခန်းကို ရွှေနဲ့အဖြူနဲ့ကိုလောကရွှေလိုက်တယ်ရွှေနဲ့အဖြူနဲ့ပူပန်းတဲ့အရာပေါ့နော်ပြီးအနက်ဆိုလို့ရှိရင်လည်းအနက်နဲ့ရွှေနဲ့ပေါ့အဓိကတော့အဖြူအောင်အများဆုံးသုံးထားပြီးတော့ဟိုကိုလိုချင်တဲ့ဥမာအဖြူဆိုလို့ရှိရင်တချို့ဒီလိုမျိုးအခန်းဆိုရင်အဖြူဆိုရင်ကာလာပါတယ်ကာလာလေးပေါ့ဥမာဒါအနက်ပြသုံးထားတယ်အာကာလာလေးနည်းနည်းများရပေါ့တချို့ခန်းကျတော့အဖြူနဲ့ရွှေရအလွယ်လို့ မတုံးဘူးအဲတချို့ဒီစတူဒီယိုခန်းဆိုလို့ရှိရင်ကြတော့ဘူးအမ်စိမ့်ပြာရောင်လို့ပြောလိုက်ရစိမ့်ပြာရောင်နဲ့အဲ decoration ကိုအရောင်လေးတုံးထားပါဘောနော်ပြီးရင် toilet ခန်းဆိုရင်ဟွာအဲ့လိုမျိုးအဲတခန်းနဲ့တခန်းတော့မတူအောင်တော့လေအဲ့လိုမျိုးလေးတော့ဟိုလှုပ်ထားတာပေါ့ဘိုးရင်တော့လည်းမဝိုင်းစုလို့အိမ်သွားတော့လည်းလှပါရဲ့မဒီတီတို့အိမ်လည်းချစ်စရာကောင်းတာပဲ တယောက်တစ်မျိုးစီအကုန်အိမ်နဲ့လှကြအနေနီတို့နေနီခင်စောတို့အိမ်လည်းပို့လို့သွားလဲဘူးတယ်။အနေနီအိမ်လည်းချက်စရာအရင်ကောင်းတယ်လှအောင်သူတို့တတိချာချာလေးတွေစောက်ထားကြအောင်ပေါ့နော်။ကိုရောက်ဖူးတဲ့အိမ်တွေတော်တော်များတော့မိုက်တယ်အဲ့ဒါနဲ့ကိုကိုလည်းကို လိုချင်တဲ့ idea တွေနဲ့သူများဘာတွေလုပ်ထားလဲကြည့်ရဲ့ပြင် design ကတော့ modern မကြိုက်ဘူးအရင်မကြိုက်ဘူးပေါ့နော်ဒီဒီ classic ကကြတော့လေအာသူကမီနီယာအရင်ကျဲမှာပေါ့နော်အဲ့တော့အဲ့တော့ modern ဆိုရင်တော့မလိုရိုးရိုးရှင်းရှင်းလေးပဲကြိုက်တယ်အရင်ရှုပ်ရှက်ခတ်နေတဲ့အဲ့လို design မျိုးတော့မကြိုက်ဘူးအရင်တို့ကတော့တာယာငိမ့်ချက်မပုတ်တော့ဘူးဒုံဂျုံကတော့ safe ဖြစ်တယ်လို့ပြောတယ်အခုကျအေးဆိုတာမညစ်ပေါင်နေရမယ့်နေရာဖြစ်ပါတယ်နော်